မင်္ဂလာပါ ACC ကွန်ပျူတာတနမ်းမှကျဆိုပါတယ်ကျွန်တော်နာမည်နေလေးပါကျွန်တော်ဒီကနေ့မှာဆိုလို့ရှိရင်ကျွန်တော် Windows တင်ပြီးသွားရဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီကွန်ပျူတာထဲမှာလိုအပ်တဲ့ font တွေ driver တွေကို install လုပ်ပေးရပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ကွန်ပျူတာထဲမှာ font သွင်းတဲ့သင်္ကန်းစာလေးကိုမျှဝေသွားခြင်းပါတယ်ခင်ဗျာအဲကိုကခုခုပေါ့နော်ကိုကတခုခုရေးတော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကွန်ပျူတာထဲမှာဖောင့်မရှိရင်ဒါရေးလို့မရပါဘူးเนาะအဲ့တော့ကိုယ့်ရဲ့ကွန်ပျူတာထဲမှာဖောင့်မရှိဘူးဆိုလို့ရှိရင်ဖောင့်တွေကိုဘယ်လို install လုပ်မှာလဲဆိုတဲ့သင်္ကန်းစာလေးကိုမျှဝေပေးသွားခြင်းပါတယ်ခင်ဗျာအဲ lower down font တွေတော့အပြင်ပေါ့နော်အပြင်ဆိုင်တွေကနေပြီးတော့လည်းဝယ်လို့လည်းရပါတယ်တကယ်လို့ lower down font တွေရှိရဆိုလို့ရှိရင်လည်းကျွန်တော် online ကနေကျွန်တော်ရဲ့ဒီ page ချက်ပေါက်တွေကနေပြီးတော့ဝင်ပြီးတော့တောင်းလို့ရပါတယ်เนาะ အဲ့တော့ကျွန်တော်တို့က font တွေကို install လုပ်တော့မှဖြစ်တဲ့အတွက် font တွေအရင်ဆုံးကိုယ့်ရဲ့ computer ထဲမှာ copy ကုထားဖို့လိုပါတယ်နော်။ကိုကအပြင်ကနေပြီးတော့ခွေဝယ်လာဆိုလို့ရှိရင်လည်းခွေလေးကို copy ကုပြီးတော့ computer ထဲမှာထည့်ထားပါနော်။ထည့်ထားပြီးသွားပြီဆိုလို့ရှိရင်အရွယ်တကူ install လုပ်လို့ရပါတယ်နော်။ font တွေကဘယ်ထက်မှရှိရလဲဆိုလို့ရှိရင် found နေရ data ဒီထဲမှာ software ထဲမှာရှိပါတယ် software ထဲက ACC ဆိုတဲ့ file ထဲမှာ found နေရှိပါတယ်ဒီထဲမှာမြန်မာ font ဆိုလို့ရှိရင်လည်းဒီမှာမြန်မာနဲ့ပတ်သက်တဲ့မြန်မာ font နေရှိပါတယ် okay ကိုကဒီလိုမျိုး font တွေကိုအဲထည့်ပြီးသွားပြီဘာလို့ကိုယ့်ရဲ့ computer ထဲမှာရောက်သွားပြီဆိုလို့ရှိရင်ကိုကအဲဒီမှာ font တွေကို install လုပ် တော့မယ်ဆိုလို့ရှိရင်ကိုထည့်ခြင်းတဲ့ font ကိုဖွင့်လိုက်ပါနော်ဒါဆိုလို့ရှိရင် pin နေပါ pin နေပင်နီကိုရဲ့ computer ထဲမှာပင်နီ font ထည့်ခြင်းတယ်ဆိုလို့ရှင်ဒီပင်နီ font တွေကိုအလွယ်တကူထည့်လို့ရပင်နီတို့ရွှေသေးတော့ဘာလို့ u4 ရွှေသေးတော့ဒီမှာဟို w0 01တော့တခြားဖောင့်တွေအများကြီးရှိပါတယ်နော်ကိုထည့်ခြင်းတဲ့ဖောင့်တွေရောအလွယ်တကူထည့်လို့ရပါတယ်အဲ့တော့ပင်ဒီထည့်ခြင်းပင်ဒီဖိုင်လေးကိုနှစ်ချက်ဆက်တိုက်နှိပ်ပြီးတော့ဖွင့်လိုက်ပါဒါဆိုလို့ရှိရင်ဒီမှာပင်ဒီဖောင့်တွေကိုတွေ့ရပါလိမ့်မယ်နော်ကိုက Microsoft Word တွေရေးတယ် PowerPoint တွေအသုံးနေပေါ့နော်ဟိုပြင် Photoshop တွေပါအသုံးနေဆိုလို့ရှိရင်ကျွန်တော်ဖောင့်တွေမရှိဘူးဆိုလို့ရှိရင်ဖောင့်တွေကိုတွန်းထားဖို့လိုပါတယ်ဖောင့်တွေရှိမှကိုပြောင်းခြင်းတဲ့စလုံးအလှတွေပြောင်းလို့ရပါပါနော်အဲ့တော့ဒီဒီဖောင့်တွေကဒါ Microsoft မှာလည်း ပိတ်မိကမှာလည်းတုံးလို့ရရနော်โอเคဟို Photoshop မှာတုံးကျင်နေဆိုလို့ရှိရင် Photoshop မှာတုံးလို့ရတယ်เนาะဒါလေးရပင်ဒီဖောင့်လို့ဆိုလို့ရှိရင်ဒါမြန်မာဖောင့်စလုံးအလှလေးပါဒီဖောင့်လေးတုံးမယ်ဆိုလို့ရှိရင်လည်းလွယ်တကူတုံးလို့ရပါတယ်เนาะကျွန်တော်ရဲ့ page page ချက်ပေါက်လေးမှာလည်းဒီဖောင့် install ပြုလုပ်တဲ့သင်ခန်းစာလေးကိုအမေးများလို့ကျွန်တော်တင်ပြရပါเนาะအဲ့တော့ကိုတုံးပြုကျင်တဲ့ဖောင့်တွေကိုကွန်ပျူတာထည့်သွားပြီးသွားပြီဆိုလို့ရှိရင် default တွေကို install လုပ်တော့မယ်ဆိုလို့ရှိရင် control a နဲ့အကုန်လုံးကို select ပေးလိုက်ပါเนาะ ်ဒီလိုမျိုး control a နဲ့ကိုလုံး select ပြပြီးသွားရဆိုလို့ရှိရင်ဒီ select ပြရတဲ့ပုံမှာ right click ကိုနှိပ်ပြလိုက်ပါနော် right click ဆိုတာညာ click ကိုနှိပ်ပြလိုက်ပါဒီမှာတစ်ချက်ပြောစရာရှိတာဒီလိုမျိုး select ပြပြီးသွားရင်အဲဒီနေရာလူကြီးမှာ right click ကိုသွားပြီးတော့နှိပ်လို့မရပါဘူးနော်သူ့ရဲ့ဒီသူ့ရဲ့ဒီဟို selection ပြရတဲ့ပုံပါနော် selection ပြရတဲ့ပုံမှာ right click ကိုနှိပ်လိုက်ပါဒါမှဒါ install ဆိုတာလေးပေါ်လာပါနော်ဒီအပြင်နေရာလူကြီးမှာသွားပြီးနှိပ်လိုက်မယ်ဆိုလို့ရှိရင် selection ပြထားရဟိုမပျောက်သွားပါလိမ့်မယ်နော် အဲ့တော့ control a နဲ့အကုန်လုံး select ပေးလိုက်ဒီ selection ပြရတဲ့ပုံမှာ right click ကိုနှိပ်ပြီးတော့ဒီမှာဒီမှာနော် right click ကိုနှိပ်လိုက် control ရဲ့ a ရဲ့နှိပ်ဒီနေရာလို့မှာနော် sorry အဒီဒီ select ပေးထားတဲ့ပုံမှာ right click ကိုနှိပ်ပေးလိုက်ပြီးလို့ရှိရင်ဒီမှာ install for user ဆိုပြီးတော့ပေါ်လာပါလိမ့်နော်အကြမ်းဒီ install for user ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ โอเคအဲဒါလေးကတော့ကျွန်တော်ရဲ့ computer ထဲမှာအဲရှိပြီးသားလေးဆိုတာလေးသူကပြောပြောနေတာဗာနော်ရရဲထည့်ကျင်တယ်ဆိုလို့ရှိရင်ဆက်တယ်လို့ရရဲနော်ဘာမှမဖြစ်ပါဘူးအဲ့တော့အမှန်ကြီးလေးရှိလိုက် yes ဆိုတာလေးကိုနှိပ်ပေးလိုက်ပါโอเคဒါလေးကိုအမှန်လေးရှိပြီးရင် close ဆိုတာလေးကိုပိတ်ပေးလိုက်ပါโอเคဒါဆိုလို့ရှိရင် computer ထဲမှာဒီ pin default လေးရေ ထည့်နေပါပြီနော် Microsoft မှာဆိုလို့ရှိရင်ပင်နေဆိုပြီးတော့ရှာပြီးတော့ရေးရေးလို့ရပါတယ်ပိတ်မိကမှာတော့မှာဆိုလို့ရှိရင်တုံးလို့ရပါတယ်နော်ဒါဆိုလို့ရှိရင် font လေးရောလွယ်တကူတွင်းပြီးသွားပါပြီတခြားဒီလိုပါပဲကိုတွင်းကျင်တဲ့ font တွေကိုဖွင့်လိုက်ပါဖွင့်ပြီးသွားရင်ဒီ font တွင်းကျင်နေဆိုရင် control a select မှာဒီ selection ပြရတဲ့ပုံမှာ right click ကိုနှိပ်လိုက်ပါ install for user ဆိုတာလေးကိုတစ်ချက်နှိပ်ပြီနော် yes ကိုနှိပ်ပြီးလိုက်โอเคဒါဆိုလို့ရှိရင်ဒီ font လေးကြီးလည်းတွင်းနေเนาะ font လေးရှိမှသာကိုယ့်ရဲ့ ရှိရှိမှာဒါအလွယ်တကူကိုရေးကျင်တဲ့စလုံးလေးရေးလို့ရပါဘာနော်โอเคဒါဆိုလို့ရှိရင်ဒီ font အတွင်းနဲ့သင်္ကန်းစာလေးကိုလည်းရမယ်လို့ထင်ပါတယ်နော်သင်္ကန်းစာလေးလွယ်ပါတယ် font တွေကိုပြင်ပတဲ့ကိုထည့်ပြီးသွားရင်အကုန်လုံးဆက်လက်မှတ်ပြီးတော့ selection နဲ့ပြထားတဲ့ပုံမှာ right click ကိုနှိပ်ပြီးတော့ install for user ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးလာလို့ရှိရင်ဒါ font တွေကိုအလွယ်တကူအတွင်းလို့ရပါတယ်နော်โอเคဒါဒါဆိုလို့ရှိရင်ဒီသင်္ကန်းစာလေးကိုရမယ်လို့ထင်ပါတယ်နော်အဲနားမလည်ရရှိရင်အဆင်မပြေရရှိရင် comment လေးမှာလည်းမေးလို့ရပါတယ်ပိတ်ချက်ပေါက်လေးမှာလည်း မေးမယ်ဆိုလို့ရှိရင်မေးလို့ရပါတယ်เนาะโอเคအားလုံးလည်းအဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေပါစေခင်ဗျာ